စ်ကောက်ပွဲဥပဒေနဲ့အေးအေးယူခံထားရတဲ့သူတွေတဲကအမျိုးသား၃ယောက်နဲ့အမျိုးသမီး၁ယောက်တို့ကိုစစ်ကော်မရှင်လက်အောက်မှာရှိတဲ့မြို့နယ်တရားရုံးတွေက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့သိရပါဗျ။ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်တရားရုံးကအသက်၂၃နှစ်အရွယ်ကိုရန်နိုင်ကျွေးဝင်းနဲ့ အသက်24နှစ်အရွယ်ကိုအောင်ရဲထွတ်တော်ကို ထောင်ဒဏ်49နှစ်စီချမှတ်ခဲ့ပြီး အသက်16နှစ်အရွယ်မတ်ရမင်းထက်ကိုတော့ထောင်ဒဏ်52နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လိုင်သာယာအရှိပိုင်းမြို့နယ်နဲ့အနောက်ပိုင်းမြို့နယ်မှာစက်တင်ဘာလတုန်းကရွေးကောက်ပွဲစတင်ရေးပိုစတာတွေလိုက်ကပ်ခဲ့တဲ့အတွက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးဖမ်းဆီးပြီးနှစ်လအကြာမှာ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အလားတူ မွန်ပြည်နယ်ချောင်းစုံမြို့နယ်ကအသက်65နှစ်အရွယ်ဦးကျော်မြင့်ကိုမော်လမြိုင်ခရိုင်တရားရုံးကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှာ26ကာဂျီ24ကာဂျီအရာ ထောင်ဒဏ်18နှစ်ချမှတ်လိုက်တယ်လို့သိရပါဗျ။နိုဝင်ဘာလ4ရက်ကချောင်းစုံမြို့နယ် ကွန်ရိုက်ဂျေးရွာအုတ်ချုပ်ရည်မှုရုံမှာကတ်ထားတဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စရင်းပါစာရွက်အားဥချော်မြင့်ဆိုသူမှစုပ်ဖြဲခဲ့ခြင်းဖြစ်တာကြောင့်နိုဝင်ဘာ9ရက်မှာဖမ်းဆီးခဲ့ပြီးနိုဝင်ဘာလ16ရက်နေ့မှာ မော်လမြိုင်ခရိုင်တရားရုံမှာထောင်ဒဏ်18နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့သိရပါဗျ။ရွေးကောက်ပွဲဥပဒေနဲ့ပထမဆုံးစတင်အရေးယူခံခဲ့ရသူမှာ ရှမ်ပီနဲ့တောင်ကြီးမြို့နေအသက်36နှစ်အရွယ် ိုနေသွေးဆိုသူဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကတောင်ကြီးမြို့နယ်တရားရုံးကအလုံနဲ့ထောင်တန်းခုနှစ်နှစ်တိတိကြာခံဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုဆိုရင်ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေထဲကထောင်တန်းချမှတ်ခံရသူ9ယောက်အထိရှိနေပြီလဲဖြစ်ပါတယ်။စစ်ကော်မရှင်က ပြဋ္ဌာန်းလိုက်တဲ့ရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှာ24ကာကြီအရာ ထောင်ဒဏ်အဖြစ် အနည်းဆုံး3နှစ်မှ အများဆုံး9နှစ်ထိအပြင်ငွေဒဏ်လည်းချမှတ်နေကြောင်းသိရှိရပါတယ်။ဒီဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များပြက်ပြားအောင်လှုပ်ဆောင်တဲ့ဆော့ဆွဲချက်တွေနဲ့စစ်ကော်မရှင်က အရသာပြည်သူများကိုဇက်တိုက်ဖမ်းဆီးခဲ့ပြီးလက်တလောမှာရွေးကောက်ပွဲ ဥပဒေပုံမှန်နဲ့ဖမ်းဆီးအရေးယူခံရသူအယောက်တရာနီးပါးရှိနေပြီလေဖြစ်ပါတယ်။ ကုံသွေးရေးလမ်းကြောင်းတွေပိတ်ခါအတင်းအကျပ်ဖမ်းဆီးမှုတွေလှုံ့ဆော်လာပြီးနောက်တရားမဝင်ကုံသွေးမှုကြာဆင်းလာကြောင်းနေပြည်တော်မှာနိုဝင်ဘာလ19ရက်နေ့ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီအဖွဲ့ဝင်အစည်းအဝေးအတွင်းစစ်ကောင်ဆောင်မင်းအောင်နိုင်ခန့်အပ်ထားတဲ့ဝင်ကြီးချုပ်ဆိုသူမျိုးစောကပြောကြားလိုက်ပါတယ်ကုံသွေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရမှာတရားမဝင်ကုံသွေးမှုတွေကအ धिक အဟန့်တားဖြစ်နေပြီးလူမှုရေးစီးပွားရေးနဲ့လုံခြုံရေးကဏ္ဍတွေအပေါ်များစွာဆိုးကျိုးတက်ရောက်စေတယ်လို့ပြောကြားထားပါတယ် တရားမဝင်ကုန်သွယ်မှုကနိုင်ငံအတွက်ဗတ်ပေါင်းစုံကစိုးကျိုးတွေကိုသာတက်ရောက်စေတဲ့အတွက်အလုံးစုံပပျောက်ရေးအထီးအမှန်ချက်ထားကတိုင်းနယ်ပြည်နယ်တွေမှာတိုးတက်ဖမ်းမိနိုင်ရေးပါဝင်သက်ဆိုင်ရာဥပဒေတွေအပြင်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့အရေးယူလှုံ့ဆော်သွားမယ်လို့လည်းစစ်ကောင်စီဖွဲ့ဝင်ညူစောကပြောပါရယ်ဒါအပြင်ဈေးကွက်စစ်စင်ရေးဈေးနှုန်းထိန်းညီးရေးနဲ့မတရားအမျက်တင်ရောင်းချမှုတွေကိုထိထိရိုက်ရိုက်စစ်ဆေးထိန်းသိမ်းသွားဖို့လည်းပြောကြားထားပါဗျ။ လက်ရှိကာလမှာမြောက်ရီ ရှမ်းပြည်နယ်မြောက်ပိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တွေမှာတရားမဝင်ကုန်ပစ္စည်းတွေဝင်ရောက်လာမှုမရှိစေရတဲ့အတွက်တားဆီးစစ်ဆေးရေးတွေစက်မှတ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်စစ်ကောင်စီကတရားမဝင်ကုန်သွယ်မှုကြဆင်းအောင်လှုံ့ဆော်နေတဲ့ဆိုပေမဲ့စားတောက်ကုန်လူသုံးကုန်တွေပါဝင်လုပ်ငန်းသုံးကုန်ပစ္စည်းတွေရှားပါးကဈေးတက်နေပြီးပြည်တွင်းထွက်ကုန်တွေလည်းဈေးနှုန်းကြီးမြင့်မှုနဲ့ရင်ဆိုင်နေရပါတယ်လက်ရှိစားတောက်ကုန်ဈေးကွက်မှာဈေးနှုန်းမြင့်တက်လာမှုနဲ့ လူသုံးကုန်ပစ္စည်းတွေလည်းရှားပါးကဈေးတက်လာရတာကတည်ယူပို့ဆောင်ရေးစီကြီးမြင့်မှုကြောင့်လဲပါဝင်တယ်လို့ကုန်သည်တွေကပြောပါတယ်။တည်ယူပို့ဆောင်ရေးပိုင်မှာရင်းပို့ပစ္စည်းတွေဈေးကြီးမြင့်မှုကုန်တင်ကဈေးနှုန်းကြီးမြင့်မှုပါဝင်စစ်ဆေးရေးဂိတ်တွေမှာငွေကြေးပေးရခြင်းတွေရှိတယ်လို့ကုန်သည်တအုပ်ကပြောပါတယ်။ဒါအပြင်အာဏာသိမ်းထားတဲ့စစ်တပ်ကအနောက်အင်အားကြီးနိုင်ငံအချို့ရဲ့စီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းတွေလည်းခံနေရတယ်လို့ညိုစောကပြောပါတယ်။ လိုက်ကောရန်ကုန်ရန်ကုန်လိုက်ကောအဝေးပြေးရင်လိုက် express ကားကြီးတွေစတင်ပြေးဆွဲနေပြီလို့သိရပါတယ်။လိုက်ကောရန်ကုန်တိုက်ရိုက်ခရီးစဉ်တွေကိုနိုဝင်ဘာလ15ရက်နေ့ကစပြီးပြေးဆွဲနေတာဖြစ်တယ်လို့လိုက်ကောမြို့ကန်တွေကပြောပါတယ်။လိုက်ကောမြို့မှာတလေးလုံးစစ်စင်ရေးနောက်ပိုင်းမြို့အသီးသီးကိုပြေးဆွဲတဲ့ရင်လိုက်အလုံးရပ်တန့်သွားခဲ့တာကြောင့်လိုက်ကောမြို့တွင်းနဲ့တခြားမြို့တွေကိုကားငယ်တွေနဲ့သာပြန်လည်ပြေးဆွဲခဲ့ပေမယ့် ရင်လိုက် express ကားကြီးတွေကိုတော့နှစ်နှစ်အကြာမှအခုလိုပြန်လည်ပြည့်စွဲနေတာဖြစ်ပါတယ်။အရင်ကလွိုက်ကော်ကနေရန်ကုန်ကိုသွားရင်အောင်ပန်းဒါမှမဟုတ်ပင်လောင်းကနေတဆင်ကားပြန်စီးရတာဖြစ်တယ်လို့ခီးသည်တူကပြောပါတယ်။လွိုက်ကော်ရန်ကုန်ခီးစဉ်တွေကိုတော့မနက်9နာရီနဲ့9နာရီခွဲအချိန်တွေမှာပြည့်စွဲသွားမှာဖြစ်ပြီးရန်ကုန်လွိုက်ကော်ခီးစဉ်ကိုတော့ညနေ3နာရီမှနေ့စဉ်ပြည့်စွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ လိုက်ကုံမိုးပြေဖဲခုံပင်လောင်းရန်ကုန်ဓာတ်ရိုက်ပြေးဆွဲသွားမှာဖြစ်ပြီးတော့အဲ့ဒီလမ်းကြောင်းမှာစစ်ကော်မရှင် စစ်ဆေးရေးဂိတ်အနည်းဆုံး20ခန့်ရှိတယ်လို့စစ်ဆေးမှုတင်းကျပ်တယ်လို့ရင်မောင်းတုတ်ကပြောပါရယ်အိစရက်ရင်အတွက်လက်မှတ်တဆောင်ကို6000ကျပ်ကုန်ကြမှာဖြစ်ပြီးမှတ်ပုံတင်ရှိမှသာစီးနင်းခွင့်ရမှာဖြစ်တယ်လို့ရင်လိုင်းတွေကကြေညာထားပါရယ်စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့လိုက်ကုံမျိုးတွင်မှာတော့အထင်ကြီးရနေရာတွေဈေးတွေဘန်တွေကိုဖွင့်လှစ်လဲပတ်နေပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့စစ်ကော်မရှင်ကပြောဆိုထားပေမဲ့ဒေသခံတွေကတော့စိုးရိမ်မှုတွေနဲ့နေထိုင်နေကြရတယ်လို့ဆိုကြပါတယ်။တနင်္သာရီတိုင်းလောင်းလုံမြို့နယ်ကစင်ထောက်ကန်းကြီမှာဝေလာငမန်း၃កောင်တောင်တင်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဝေလာငမန်းတုံကောင်စင်တောင်းကန်းကြီမှာတောင်းတင်သေးဆုံးနေတာကိုဒေသခံတွေကပြီးခဲ့တဲ့နိုဝင်ဘာလ16ရက် နေ့လယ်တနာရီဝန်းကျင်လောက်မှာ တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့သိရပြီးအဲ့ဒီဝေလာငမန်တွေဟာ အရွယ်အစားအားဖြင့်တကောင်ကတော့28ပေခန့်ရှိက နောက်နှစ်ကောင်ကတော့10ပေကျော်အရွယ်ရှိတယ်လို့ဆိုကြပါတယ်ဝေလာငမန်ဟာ အလွန်ရှားပါပြီးမြို့သုံးလူနီးပါးအန္တရာယ်ရှိတဲ့မျိုးစိတ်ဖြစ်ပြီးကဘာပေါ်က၅မျိုးစိတ်များအလုံးထဲမှာအရွယ်အစားအကြီးဆုံးလည်းဖြစ်ပါတယ်အရွယ်ရောက်ပြီးသားဝေလငမန်ဟာ ဗျမ်းမြအားဖြင့်အရှေ18ပေမှ32ပေအထိရှိနိုင်ပြီးအချို့ဟာပေ60ကျော်အထိကြီးထွားနိုင်တယ်လို့သိရပါတယ်။အဲ့ဒီဝေလငမန်းတွေဟာပင်လယ်သမုတ်တရာတွေရဲ့အပူပိုင်းနဲ့အပူလျော်ပိုင်းရင်မြေတွေမှာကျဆားလေးရှိပြီးမြန်မာ၊ထိုင်း၊အိန္ဒိယ၊အင်ဒိုနီးရှားစတဲ့နိုင်ငံတွေနဲ့ထိစပ်နေတဲ့အက်မန်စီမှာကျဆားကြတယ်လို့သိရပါတယ်။မြန်မာပြည်မှာဆိုရင်တော့တနင်္သာရီကံယုတ်တန်း မိတ်ကျွန်းစုအပါအဝင်မြမပင်လယ်ပြင်နဲ့တခြားကမ်းရိုးတန်းဒေသတွေမှာလည်းတွေ့ရှိရတတ်တယ်လို့သိရပါဗျ။ဝေးလငမန်တွေဟာပုံမှန်အားဖြင့်တက်တန်းအနှစ်80ကနေနှစ်ပေါင်း130လောက်ထိနေနိုင်ကြပြီးမြမနိုင်ငံမှာတော့ကမ်းရိုးတန်းဒေသတစ်လျှောက်လုံးနဲ့ရေနံပိုင်းမှာနေထိုင်ကြပြီးတဘာဝထိမ့်သိမ်းဆောက်ရှောက်ရေးအပြည်ပြည်ဆိုင်ရာတမကကမျိုးသုံးလူနီးပါးအနေနဲ့ရှိတဲ့မျိုးစိတ်အစဉ်အဖြစ်2016ခုနှစ်ကစပြီးသတ်မှတ်ထားပါတယ်။ လွန်ခဲ့တဲ့၃နှစ်အတွင်းမှာလည်းတနေ့တိုင်တိုင်းတွင်းမှာရှိတဲ့ပူလောမြို့နယ်ကြောက်ကာရွာနဲ့ကျွန်းစုမြို့နယ်တဲတန်းကျေးရွာအနီးမှာအရွယ်အစားအရှိ26ပေ လုံးပတ်17ပေရှိတဲ့ဝေးလငမန်းတချို့တောင်းတင်ပြီးတည်ဆုံခဲ့ဘူးကမွန်ပြည်နယ်ရေမြို့နယ်တောင်ပိုင်းမှာရှိတဲ့တဲခုံရွာကန်းကျေမှာလည်းအရှိ18ပေရှိတဲ့ဝေးလငမန်းတကောင်တောင်းတင်တည်ဆုံခဲ့ဘူးတယ်လို့သိရပါဗျ။ ထိုင်းနိုင်ငံမှာနေ့လယ်၂နာရီမှညနေ၅နာရီအတွင်းအရက်ဘီယာရောင်းချခွင့်မပြုတဲ့ကန့်သက်ချက်ကိုပယ်ဖျက်ဖို့မူဝါဒချမှတ်ခဲ့ကြောင်းထိုင်းသတင်းတွေရသိရပါတယ်။နိုဝင်ဘာလ23ရက်ကထိုင်းအစိုးရအိမ်တော်မှာဒုတိယဝန်ကြီးချုပ်စောဖုန်စရန်က အရက်ရမကာမူဝါဒကော်မတီရဲ့ဒုတိယအကြိမ်အစည်းအဝေးမှာဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးနောက်အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ နိုဝင်ဘာလဆန်းပိုင်းကအရက်ဘီယာရောင်းဝယ်တောက်တုံးတာနဲ့ပတ်သက်လို့အချိန်ကန့်သက်ခဲ့တဲ့ဥပဒေအပေါ်ဝေဖန်မှုတွေရှိခဲ့တာကြောင့်အဲ့ဒီဥပဒေကို ပြန်ဖြေလျှော့ပေးခဲ့တာဖြစ်ပါတယ်။လူအများကအရက်ရောင်းချခွင့်နဲ့ပတ်သက်ပြီးနှစ်သက်ကူးနဲ့တကြံခရီးသွားပွဲတော်များအတွက်စိုးရိမ်ပူပန်နေကြကြောင်းဒုတိယဝန်ကြီးချုပ်ကပြောကြားထားပြီးဥပဒေကို တင်းတင်းကြပ်ကြပ်ကျင့်သုံးပါကထိုင်းနိုင်ငံသို့ခရီးသွားများလာရောက်ခြင်းကိုစိတ်ပြည့်အာရော့စေနိုင်တယ်လို့သူကဆိုပါတယ်။ဒါကြောင့်နေ့လယ်2နာရီမှညနေ9နာရီအတွင်းအရက်ရောင်းချမှုပိတ်ပင်ထားခြင်းကိုပယ်ဖျက်ဖို့မူဝါဒချမှတ်ခဲ့ကြောင်းသူကပြောပါတယ်။ထိုင်းနိုင်ငံမှာနှစ်သက်ကူကာလရင်းမတော်တဆမှုလျှော့ချရေးပြည်သူ့ကျန်းမာရေးနဲ့လူငယ်တွေဘေးကင်းလုံခြုံဖို့ရည်ရွယ်ပြီးည7နာရီကနေမနက်7နာရီ နေ့လယ်2နာရီကနေညနေ9နာရီအထိဆိုင်တွေမှာအရက်ဘီယာရောင်းချထိုင်တောက်ခွင့်မပြုဖို့နိုဝင်ဘာလဇန်ပိုင်းမှာ ဥပဒေထုတ်ခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံကဈေးဝယ်စင်တာရက်ွက်ဆိုင်နဲ့7-11ဆိုင်တွေမှာအရက်ဘီယာရောင်းချတာကို နေ့လယ်2နာရီကနေညနေ9နာရီအတွင်းကန့်သတ်ထားပြီးဒီဥပဒေဟာ1982ခုနှစ်ကတည်းကရှိခဲ့တာဖြစ်ပါတယ်။နေ့လယ်2နာရီမှညနေ9နာရီအတွင်း အရက်ရောင်းချမှုပိတ်ပင်မှုကို ရခင်ကအစိုးရဝန်ထမ်းများနေ့လယ်ပိုင်းမှာအရက်တောက်ခြင်းကိုတားဆီးဖို့အကောင့်ထည့်ဖော်ခဲ့တာဖြစ်တာကြောင့်ခေတ်ကာလအချိန်အရမကိုက်ညီတော့တာကြောင့်ဝေဖန်မှုတွေရှိလာပြီးနောက်အခုလိုပြန်လည်ဖြစ်လျှော့လိုက်တာဖြစ်ပါတယ်။အရက်ဘီယာတောက်သုံးခွင့်ဥပဒေပေါ်ပြန်လည်သုံးသက်တဲ့အစီအွေအရာနေ့လယ်2နာရီကနေညနေ9နာရီအထိ စိုင်းထိုင်းအရက်တောက်ခွင့်ကို ပြန်ဖြစ်လျှော့ပေးခဲ့ပြီး အရင်ဆုံး6လတာစံတက်ခွင့်ပြုက အချိန်၄ကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။